အင်ဂျရီနဲ့အီရန်နိုင်ငံအကြားအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုတွေရဆင်းရေးသဘောတူညီမှုရရှိပြီးဖြစ်တယ်လို့ဒီကနေ့မြန်မာစံတော်ချိန်မနက်အစောပိုင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ်ကကြေညာခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ်ကသူ့ရဲ့ကြေညာချက်မှာအင်ဂျရီနဲ့အီရန်အကြားတိုက်ခိုက်မှုရဆင်းရေးကို24နာရီအတွင်းအဆင့်လိုက်ပြုလုပ်သွားမယ်လို့ဆိုခဲ့ပါတယ်။ နိုင်ငံအကြားတိုက်ခိုက်မှုရည်စဲရေးအတွက်အပြည့်အဝသဘောတူညီမှုရကြပြီဖြစ်ပြီးတိုက်ခိုက်မှုရည်စဲရေးကိုနိုင်ငံဘက်ကမကြသောနိုင်ရပိုင်းခြားအတွင်းမှာစတင်ကြလိမ့်မယ်လို့လည်းထရမ့်ကပြောကြားထားပါတယ်။ထရမ့်ကသူ့ရဲ့လူမှုမီဒီယာပလက်ဖောင်းမှာလည်း post တင်ပြီးအီဇရေးနဲ့အီရန်အကြားသဘောတူညီမှုရပြီဖြစ်ကြောင်း24နိုင်ရအတွင်းအစင်းလိုက်လှုံ့ဆော်ကြလိမ့်မှာဖြစ်ကြောင်းနဲ့စစ်နှစ်ရတာစစ်ပွဲကိုတရားဝင်အဆုံးသတ်ပြီးဆုံးမှုအဖြစ်မှတ်တမ်းတင်နိုင်မှာဖြစ်ကြောင်းတို့ကိုအတိအပြည့်ရေးသားခဲ့ပါတယ်။ 12နှစ်အတွင်းအီရန်ကအပြစ်ခတ်ရေးစေးရေးကိုစတင်ပြီးနောက်12နှစ်မှာအစ္စရေးကအပြစ်ခတ်ရေးစေးရေးကိုစတင်လှုပ်ဆောင်ကြမှာဖြစ်ပါတယ်24နှစ်ပြည့်ချိန်မှာ12ရက်ကြာစစ်ပွဲရဲ့တရားဝင်အဆုံးသတ်ပြီးဒီအတွက်ကမ္ဘာတဝန်းကဂုဏ်ပြုကြရမယ်လို့လည်းထရမ့်ကဆိုပါတယ်